မင်္ဂလာပါရှင်2025ခုနှစ်မတ်လ16ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ဗမော်မှာဘုံကျဲခံရပြီး6ဦးသေဆုံးက9ဦးဒဏ်ရာရရှိခဲ့ပါတယ်။အာစာခေါင်းဆောင်တွေကိုအရေးယူနိုင်ဖို့နိုင်ငံတကာတရားစီရင်မှုနဲ့ဥပပေါင်းဆောင်ရွက်တင်ကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရကို fortify right ကပြောပါတယ်။လောင်းလုံးနဲ့လက်ခတ်တောင်စခန်းကုန်းကိုစီးနှင်းတိုက်ခိုက်ခဲ့ရာတနတ်တလတ် ချီပေါက်၉ခုနဲ့ဘုံတီ၃လုံးရရှိခဲ့ပါရယ်ရှင်။မေအောင်လိုင်ရဲ့သားနဲ့သမီးတို့ကစီပွားရေးလုပ်ငန်းများအကြီးအကျယ်လုပ်ကိုင်နေချိန်မှာဝန်ထမ်းတွေကိုပြင်ပစီပွားရေးမလုပ်ကြရန်အကြံဖတ်စစ်ကောင်းဆောင်ကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ရန်ကုန်မှာကျပ်ဘီလီယံတရားနီးပါးမူရစ်စေဖမ်းမိကြောင်းစစ်ကောင်စီကပြောပါတယ်။တာချီလိမ့်မြို့မှာပုံးထွန်ရက်ကွက်ကနေ မယ်ဆိုင်ဘက်ကိုမူရစ်စေဝါတည်ဆောင်လာတဲ့အဖွဲ့နဲ့ထိုင်းပူပေါင်းအဖွဲ့တို့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးမူရစ်စေအများအပြားကို ထိုင်းဘက်ကသိမ်းဆီးရမိလိုက်တယ်လို့ဆိုပါရရှင်။ဒီသတင်းနဲ့နောက်တူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဗမော်မြို့နယ်စင်ခန်းနယ်ခူးလီရွာကိုမတ်လ18ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ6ဦးသေဆုံးပြီး ၅ဦးတန်ရာရရှိခဲ့တယ်လို့ကချင်လူမျိုးရေးတမတော် KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနှော်ဘူးကပြောပါတယ်။တည်ဆုံသူတွေထဲကကလေးနဲ့အမျိုးသမီးတွေလည်းပါဝင်ပြီးနေအိမ်တချို့လည်းပျက်စီးသွားတယ်လို့ဆိုပါတယ်။ဒီရွာတွေဟာ KIA ကထိုးစစ်ဆင်နေတဲ့ဗမော်မြို့အနီးကရွာတွေဖြစ်တာကြောင့်စစ်ကောင်စီတပ်ကဗမော်မြို့လုံခြုံရေးအတွက်ဗုံးကျဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနှော်ဘူးကဆက်ပြောထားပါတယ်။စင်ခါနဲ့ဆို မော်မြို့နဲ့လက်နက်ကြီးပြစ်တလောက်ပဲဝေးတယ်။ဆိုတော့ဗမော်လုံခြုံရေးအတွက်အခုလိုတိုက်ခိုက်တာလို့မြင်ပါတယ်။တေဆုံတဲ့အထဲမှာကလေးတွေအမျိုးသမီးတွေပါပါတယ်။အတီးအကျကိုတော့မတိရသေးပါဘူး။ဖုန်းလိုင်းကတအားခက်ခဲနေတယ်လို့သူကဆက်ပြောထားပါတယ်ရှင်။ဖေဝိုင်လာ14ရက်နေ့ကလည်းစင်ခန်းရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲခဲ့တာကြောင့်ဒေသခံ2ဦးတေဆုံပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ RFA ပြုစုထားတဲ့စည်ရင်းတွေအရာ နိုင်ငံတော်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုကြောင့်မတ်လပထမနှစ်ပတ်အတွင်းအရက်သား62ဦးသေဆုံးပြီး169ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာစာကောင်းဆောင်တွေရဲ့ဆရာဆွေးမှုများကျူးလွန်ထားတဲ့အပေါ်တရားစီရင်အရေးယူနိုင်ဖို့နိုင်ငံတကာတရားမျှတမှုရန်ရာအဖြစ်ဘင်္ဂလားဒေ့ရှ်အစိုးရကဥပစာရွက်တင်ကြောင်း45 right အဖွဲ့ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကမတ်လ18ရက်နေ့ကအာဇာထိတ်တန်ခေါင်းဆောင်6ဦးအပါအဝင်ပတ်သက်ဆက်နွယ်သူစုစုပေါင်း10ဦးကိုဖမ်းဆီးခဲ့ပြီး18ရက်နေ့မှာရုံးထုတ်ခဲ့ကြောင်းသိရပါတယ်။အာဇာရဲ့အကြီးကခေါင်းဆောင်အာတာအူလာခေါင်းဆောင်အဖွဲ့ဝင်မိုစတတ်အာမတ်ဆလီမူလာအတ်မူခူနာဟာဆန်နဲ့မိုနီရူဇူမန်တို့အပါအဝင်သူတို့ရဲ့ဇနီးမယား3ဦးနဲ့ကလေးငယ်2ဦးတို့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အာဆာအဖွဲ့ဝင်တွေကမွတ်စလင်ဒုက္ခသည်တွေကိုတပ်ဖြတ်ခြင်း၊ပြန်ပေးဆွဲခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ချိန်ချောက်မှုတွေစတဲ့ဆေးရဆွေးမှုမြောက်တဲ့လောက်ရက်တွေကိုပြုလုပ်ခဲ့တယ်လို့ Fortify Right ကမတ်လ16ရက်နေ့အစီအခံစာမှာထုတ်ပြန်ထားပါတယ်။အစီအခံစာအတွင်းဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဒုက္ခသည်စခန်းအတွင်းမှာမွတ်စလင်အမျိုးသားများအမျိုးသမီးများနဲ့ကလေးငယ်များအပေါ်အာဆာအဖွဲ့ရဲ့ကျူးလွန်တဲ့ ဆရာဆွေးမှုမြောက်တဲ့အထောက်အထားတွေကိုလည်းဖော်ပြထားပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ချ်အစိုးရအနေနဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ဆရာဆွေးမှုတွေအတွက်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်တရား IIMM နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တို့အပါအဝင်နိုင်ငံတကာတရားမျှတမှုဆိုင်ရာရန်တရားအဖြစ်ပူးပေါင်းဆောင်ရွက်တင်တယ်လို့45 right ကတောင်းဆိုထားပါတယ်။ဒုက္ခသည်စခန်းတွေမှာအာစာ RSO အပါအဝင် ူဆလင်လက်နက်ကိုင်အဖွဲ့တွေကကျူးလွန်တဲ့တပ်ဖြတ်မှုများမှာ2021ခုနှစ်တွင်22ဦး2022ခုနှစ်မှာ52ဦး2023ခုနှစ်အတွင်းအနည်းဆုံး60ဦးနဲ့2024ခုနှစ်မှာ65ဦးထပ်မင်းငယ်ကိုတပ်ဖြတ်ခဲ့တယ်လို့45 right ကပြောဆိုထားပါတယ်။ထိတ်တန့်ခေါင်းဆောင်အာတာဦးလာနဲ့အာစာအဖွဲ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ဆဲဥပဒေအများအပြားကိုချိုးဖောက်ထားရုံမကနိုင်ငံဖြတ်ကျော်ရာဇဝင်မှုငွေရစေဝါရောင်းဝယ်ဖောက်ကားမှု ဘင်္ဂလားဒေ့ရှ်စစ်ထောက်လမ်းရဲ့ DGFI အရာရှိတအူကိုတပ်ဖြတ်ခဲ့မှုစသည်တို့ကိုကျူးလွန်ထားကြောင်းဘင်္ဂလားဒေ့ရှ်သတင်းဌာနကဖော်ပြထားပါတယ်။အာဆာအဖွဲ့က2019ခုနှစ်ရခိုင်ပြည်အတွင်းကဖြစ်စဉ်တွေအတွင်းမှာသူတို့ရဲ့အမိတ်ကိုမနာခံလို့ဆိုကမွတ်စလင်ပြည်သူတွေကိုတပ်ဖြတ်ခြင်း၊ယာနဲ့ချီတဲ့ဖိနူလူမျိုးတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့တယ်လို့နိုင်ငံကကလွတ်ငြိမ်ချမ်းသာရေးအဖွဲ့ UNTRI International ကပြောဆိုထားပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်စစ်ကောင်စီရဲ့လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်ခဲ့ရာတနက်တလက်နဲ့ကြီပေါက်ကိုကူကိုရရှိခဲ့ကြောင်းဒူရကအစ်စ်ကြောင့်မှ ပြောခွင့်ရသူတူကပြောပါတယ်မတ်လ23ရက်နေ့နနက်9နာရီခန့်ကစစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့လက်ခတ်တောင် စခန်းကုန်းကိုတွားရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှု 6နိုင်ခန့်ဖြစ်ပွားခဲ့ကြောင်းသူကဆက်ပြောပါတယ်။အဲ့ဒီစီးနီးတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်မှ12ဦးသေဆုံးခဲ့ပြီး MA3 တနတ်တလက်ကြီးပေါ9ခုလက်ပစ်ပုံ3လုံးနဲ့အခြားစစ်3ဆောင်ဖြစ်စီအချို့ကိုတင်းစီရရှိခဲ့တယ်လို့ဒရကစစ်ကြောင်းကအသိပေးထားပါတယ်။စကန်းကအရာကနီတာဝါရိုင်းကုန်းလေးတစ်ခုပဲကျန်တော့တာပါ။လေရင်နဲ့နှစ်ကြိမ်လာကျဲတော့ဝင်လုံးလို့ဘလို့မှအဆင်မပြေလို့အခြေအနေကြည့်ပြီးပြန်ဆုတ်လိုက်ရတာပါလို့ ဒရကစစ်ကြောင်းပြောခွင့်ရသူတူကလူလူຫນွေဦးသတင်းဌာနကိုပြောပြထားပါတယ်စစ်ကောင်စီစခန်းကုန်းစီနင်းတိုက်ခိုက်မှုမှာအနီးကရင်ဆိုင်တိုက်ပွဲတစ်ခုဖြစ်ပြီးတာဝါရိုင်းကုန်းတစ်ခုသာရရှိရန်ကြံရှိနေစဉ်မှာစစ်ကောင်စီကလေရင်နဲ့ဘုံနှစ်ကျင်းကျဲချခဲ့လို့ဆုတ်ခွာ လာရခြင်းဖြစ်ကြောင်းသူကရှင်းပြထားပါတယ်လက်ခတ်တောင်တာဝါရိုင်းကုန်းစခန်းကိုစီနင်းစဉ်မှာစစ်ကောင်စီကျဲချတဲ့ဘုံဒီများမှာလက်ခတ်တောင်ပေါ်မှာရှိတဲ့ဇေရီရင်နဲ့ ဘုံကြောင်ဝင်အတွင်းကိုကြားရောက်ပြီးအဆောင်အုံထိခိုက်ပျက်စီးခဲ့တယ်လို့လဲဆိုပါတယ်။ဒါပြင်ရင်တစည်းလည်းပျက်စီးသွားကြောင်းဒူရကစစ်ကြောင်းထံကသိရပါတယ်။လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုတိုက်ခိုက်မှုကိုဒူရကစစ်ကြောင်းရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဝဲခရိုင်အမတ်နှစ်တရင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။မတ်လ၈ရက်နေ့ကလည်းလောင်းလုံးမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့မြို့နယ်ရဲစခန်းထွေအုပ်ရုံးနဲ့စစ်ပယ်ရေးရလုံခြုံရေးတပ်ဖွဲ့ ဆရာဖယုံ စတဲ့တုံးနေရာကိုတဝဲခရိုင် တပ်ပေါင်းစုမှတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၁၀ဦးခန့်သေဆုံးခဲ့ကြောင်းတပ်ပေါင်းစုကထုတ်ပြန်ထားပါရဲ့ရှင်။ဆက်လက်ပြီးအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့တာအောင်ပြေစုံနဲ့တမီခင်တီရီတပ်မော်တို့ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများစွာကို အကြီးအကျယ်လုပ်ကိုင်နေတော့လေစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေနဲ့စန်ဒီတာသမီတွေကိုစီးပွားရေးလုပ်ကိုင်ခွင့်မပြုရန် အမိတ်ညွန်ကြားချက်တရက်ကိုထုတ်ပြန်လာကြောင်းသိရပါတယ်။အတန်းဖတ်စစ်ကောင်းဆောင်မြောင်းလိုက်ကနမ်စီဒီယံဝန်ထမ်းတွေအနေနဲ့ပြပစီပွားရေးများမလုတ်ကရန်တားမြင့်ကြောင်းဝန်ထမ်းကျွေနိုင်ငံဝန်ထမ်းဥပဒေနဲ့ဤဥပဒေများအရာနိုင်ငံဝန်ထမ်းများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်နဲ့ဓာတ်ရိုက်ဖြစ်စေသွယ်ဝိုက်ပြီးဖြစ်စေဆက်ဆက်မှုရှိတဲ့ဒါမှမဟုတ်မိမိတို့ရဲ့ဇနီးသားသမီးများအမိခံပြီးအခြားပြပစီပွားရေးလုပ်ငန်းတွေ လောက်ကန်ချင်းမပြူရန်ညွှန်ကြားထားကြောင်းလည်းသိရပါဗျ။နိုင်ငံဝန်ထမ်းများအနေနဲ့စီးပွားရေးလုပ်ငန်းတွေကိုမလုံဆောင်ရန်1940ပြည့်နှစ်အစိုးရဝန်ထမ်းများကျင့်ဝတ်နေဥပဒေများ2004ခုနှစ်တွင်ထုတ်ပြန်ထားတဲ့ဝန်ထမ်းကျင့်ဝတ်အပိုက်ရှင်2013ခုနှစ်မတ်လ10ရက်နေ့ကထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းဥပဒေပုံမှန်39 2014ခုနှစ်မတ်လ26ရက်နေ့ကထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းနေဥပဒေပုံမှန် 290နဲ့ပြဋ္ဌာန်းထားတယ်လို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီညွန်ကြားချက်ကိုဝန်ထမ်းတွေအားလုံးလိုက်နာရမှာ ဖြစ်ကြောင်းစစ်ကောင်စီရဲ့ညွန်ကြားချက်မှာဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့ကနေတဆင်မလေးရှားနိုင်ငံအထိမူရစ်စေဝါရောင်းဝယ်ဖြန့်ဖြူးနေတဲ့မူရစ်ကိုင်းတစ်ခုစီကနေငွေကျပ်96ဘီလီယံကျော်တန်ဖိုးရှိတဲ့ I Matt Fatmin ၃နံကျော်နဲ့ကတ်မင်း900 ကီလိုဂရမ်ကိုဖမ်းမိတယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေကမတ်လ19ရက်နေ့မှာဖော်ပြထားပါတယ်။မူရစေဝါတွေကိုရှမ်းပြည်နယ်ကနေတည်ယူပြီးရန်ကုန်မြို့ကနေတဆင့်မလေးရှားနိုင်ငံအထိဖြန့်ဖြူရောင်းချနေသူတွေထဲမှာပါဝင်ပတ်သက်သူ14ဦးထိဖမ်းမိတယ်လို့လည်းသိရပါတယ်။မူရစေဝါတွေရောင်းဝယ်ဖြန့်ဖြူနေတဲ့အထက်မှာအာရခတ်တတော် AA ရဲ့စီးပွားရေးတာဝန်ခံကိုရဲဝင်းဆိုသူပါဝင်ပြီးသူကိုတော့ဖမ်းမမိသေးဘူးလို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရဲ့ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့မြန်မာထိုင်းနယ်စပ်တာချီလိမ့်မြို့ပုံချုံရက်ကွက်ကနေတဖက်ထိုင်းနိုင်ငံမဲဆိုင်မြို့ဘက်ကိုမူရစ်စေဝါတဲဆောင်လာတဲ့အဖွဲ့နဲ့ထိုင်းပူပေါင်းကင်းလက်အဖွဲ့တို့အကြအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ထိုင်းပူပေါင်းအဖွဲ့က ICE မူရစ်စေမတ်ဖတ်မင်ကီလို300ကျော်ကိုတင်စီရမိကြောင်းသိရပါဗျ။ဖြစ်စဉ်မှာ2025ခုနှစ်မတ်လ16ရက်နေ့နနက်9:00ဝန်းကျင်အချိန်ကတာချီလိမ့်နယ်မဲဆိုင်အကြ မဲဆိုင်ချောင်းအနီးမှာရှိတဲ့ဆိုင်လုံးကျွဲဇီလန်မှာထိုင်းစစ်တပ်အပါအဝင် ပူပေါင်းကင်းလက်အဖွဲ့နဲ့တာချီလိတ်မြို့ပုံးထုံရက်ကွက်အလူယာဟိုတယ်အနီးဝင်းကျင်ကနေမဲဆိုင်ဘက်ကိုမူရစ်စီဝါများတည်ဆောင်လာတဲ့အဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။တာချီလိတ်ဘက်မှာမူရစ်စီဝါတည်ဆောင်လာတဲ့အဖွဲ့က10ဦးကနေ12ဦးထိရှိတယ်လို့လဲဆိုပါတယ်။ပစ်ခတ်မှုမှာ10မိနစ်ဝင်းကျင်အကြာဖြစ်ပွားခဲ့တယ်လို့လဲသိရပါဗျ။ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မူရစ်စေဝါတည်ဆောင်လာသူများမှာသူတို့တည်ဆောင်လာတဲ့ဆာလာအိတ်တွေကိုထားခဲ့ပြီးတာချီလိပ်ဘက်ကိုပြန်လည်ထွက်ပြေးသွားတယ်လို့ထိုင်းပူပေါင်းအဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ထိုင်းပူပေါင်းအဖွဲ့မှာရှောက်ပွေတွေ့ရှိထားတဲ့ဆာလာအိတ်၉လုံးထဲမှာအလေးချိန်စုစုပေါင်း323ကီလိုဂရမ်ရှိတဲ့အိုက်မူရစ်စေဝါတွေကို တွေ့ရှိထားခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ညကတနက်တန်တွေကြားလိုက်တဲ့ အိတ်ကောင်းနေတဲ့အချိန်မှာကြားလိုက်တာဘယ်နာကဖြစ်မှန်းတော့မသိလိုက်ဘူးမနေ့ရောက်မှမေးကြည့်တော့အလူယာဟိုတယ်အနီးကနေရာမှာဖြစ်တာလို့သိရတယ်ဗျာလို့ဒေတာကန်တအုပ်ကလည်းပြောပြထားပါဗျ။အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားရာ နေရာမှာပြီးခဲ့တဲ့နှစ်ကတာချီလေးဘက်ကိုတရားမဝင်ပို့မယ်ဆိုင်ကယ်အများပြားကိုတင်းစီရမိတဲ့နေရာလည်းဖြစ်ကြောင်းလည်းသိရပါဗျရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဒီသူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီး ဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးပြမြောက်ကြပါစေရှင်